အွန်လိုင်းကြွယ်ကင်းကြောင့်ဘဝပြတ်ခဲ့ရတဲ့မျိုးသမီးတယောက်ကြောင်းရေးတင်ထားတာလေးဖတ်ပြခြင်းပါတယ်အလုံးပဲမင်္ဂလာပါ Audio by Quizo Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုခြင်းပါတယ်ကျမကကြွယ်ကင်းကြောင့်350လောက်ရှုံးခဲ့ပါတယ်ကျမယောက်ျားကအပြင်မှာညအိတ်တင်တဲ့3လတက်နေချိန်မှာ ူကကျမကိုသိန်းတရာအပ်ထားခဲ့ပါတယ်။ကျမက3000ထက်ဆော့2000နိုင်2000ထုပ်ဂိမ်းဖြတ်အကောင့်အသစ်ပြန်ဖွင့်အဲ့လိုကနေနိုင်လာလိုက်တာနှစ်ရက်လောက်ကို10သိန်းကျော်လာခဲ့ပါတယ်။မစိုးဘူးပေါ့။အဲ့ဒီလိုဝင်ငွေရှာပြီးတော့တဖြည်းဖြည်းနဲ့ရှုံးလာပါတယ်။ကျမယောက်ျားငွေနဲ့ဆက်ဆော့နေတာပါ။ရှုံးရင်းလိုက်လီဖြစ်မိပါတယ်။အရှုံးမှာဆက်ပြီးတော့မရက်တက်နိုင်တော့ပါ။ လိုက်လီ လိုက်လီနဲ့သူ့ပစံတိမ့်တရာကုံသွားပါလေအဲ့ဒါနဲ့ငါယောက်ျားသိရင်ပြဿနာတက်မှာဆိုပြီးသူစင်ပေးထားတဲ့ရွှေတွေရောင်းပြီးဆက်လိုက်မိပါတယ်အကုံပြောင်မှနောင်တရခဲ့တာပါ သူ့ကိုပွင့်ပြောပြီးတော့သူက30 20လောက်ထင်တာပါတိမ့်တရာဆိုလို့အရန်အံ့ဩသွားတယ်ကျမကိုဘလောက်ရှာနိုင်လို့လဲသူခက်ခဲစွာ ရှာထားတာကိုလောက်ရက်လို့ဆဲပါတယ် ဒီနေ့သင်တန်းကပြန်လာပြီးလမ်းတနေရာမှာချိန်ပြီးတော့မေးပါတယ်ဘလောက်ပါသွားလဲကိုလဲရွှေတွေရောင်းမိတယ်ပြောတဲ့ချိန်မှာမျက်နှာကိုအထိုးခံရပါတယ်ခေါင်းကိုလည်းရိုက်ခံရတယ်လူတွေကလည်းဝိုင်းကြည့်ကြပါတယ်ကျမက ပြန်ရော်ပေးပါမယ်ကျမအင်ကိုတောင်းပေးပါမယ်ကျမအဖေနဲ့အမေကိုဗီဒီယိုကောခေါ်ပြီးပြောပြပါတယ်အဖေနဲ့အမေကကျမကိုမိုက်လိုက်လေခြင်းဆိုပြီးတော့ငိုနေကြပါတယ် အဖေတို့မေတို့ကအချိန်ခဏစောင့်ပေးပါ ရော်ပေးပါမယ်ပြောပါတယ်။တားလေးကလည်းတနည်းရှင်းလာရှိပါပြီ။ကျမကိုရိုက်တဲ့အချိန်မှာအရန်ငိုပါတယ်။ခလေးဆိုတော့လဲတိနေပါပြီ။ကျမနောင်တအရန်ရမိပါတယ်။ဒီလောင်းကစားကိုမဆော့ကြပါနဲ့တော့။ကျမအခုဖြတ်လိုက်ပါပြီ။ကျမအရင်ကဒူးဒီသတိဒီတောင်မထိုးဘူးပါဘူး။အခုတော့လောင်းကစားဆိုဘာဆိုဘာမှမလုပ်တော့ပါဘူး။ရွှေသိန်းတော်မှာတစ္ဆာဆိုပြီး နောင်မလုတော့ပါဘူးဆိုပြီးမနှက်ဖြန်သွားပြီးတော့တစ္ဆာဆိုမှာပါအခုယောက်ျားကကျမကိုမယုံတော့ပါဘူးနောက်ဆိုရင်တပတ်ကိုဘလောက်အဲ့ဒီလိုပဲပြီးမယ်နင့်လက်ထဲပတ်စံဘလောက်မှမထည့်ဘူးနင့်ကိုယွန်သွားပြီလို့ပြောပါတယ်ရစရာမရှိအောင်လဲဆဲပါတယ်ကျမရန်နောင်တရပါတယ်အရင်ကပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုကျမကိုယ်တိုင် ဖြတ်လိုက်မိပါတယ်အခုကျမစဉ်းစားတာကကျမကအချက်ပြုတ်ရတော့ တနိုင်တပိုင်းအိမ်တွင်းမှုလေးလုပ်ပြီးမုတ်ရောင်းတဲ့ဆိုင်လေးတွေမှာလိုက်ဆက်ပြီးရောင်းမယ်။သူပစံသိန်းတရာကို ကျမဆက်မယ်လို့စဉ်းစားထားပါတယ်။ဒီစာကိုဖတ်နေတဲ့သူများလည်းအွန်လိုင်းကြွယ်ကိန်းကို ဖြစ်နိုင်ရင်လက်တက်မဆန်းစေချင်ပါဘူး။ဘဝပြတ်တက်တဲ့ဆိုတဲ့အကြောင်းလေးကိုဘဝနဲ့ရင်ပြီးတော့တတိပေးပြောကြားလိုက်ပါတယ်ဆိုပြီးရေးသားထားပါတယ်။ကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရရစီရာအကြောင်းအရာတွေနဲ့ စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ပိုင်းကွီးစော်ပါ